ငါကမဒီမှာဒီဗီဒီယိုဖိုင်လေးမှာဒီပထမ drawing exercise 2.4ဆိုတဲ့ဖိုင်လေးမှာမဒီ drawing 2.4ပေါ့နော် drawing 2.4ဆိုတဲ့ဖိုင်လေးမှာဒါက dimension တက်မယ်ဆိုရင် dimension style ခေါ်ဖို့ပြောခဲ့တယ်နော်အဲ့တော့ဒီ under နဲ့ခေါ်လိုက်မယ်မဒီပထမပုံစံအတိုင်းမတက်ချင်ဘူးပုံစံအစ်စ်ပြောင်းတက်ချင်တယ်ဒါဆိုရင် ီ modify နဲ့မသွားဘဲနဲ့ override နဲ့သွားမယ်နော် modify နဲ့သွားရင်ဒီရှေ့ရမူရင်းပုံအားပါလိုက်ပြောင်းသွားမှာဒါကြောင့်ဒီပုံတော့မပြောင်းချင်ဘူးသူနဲ့မတူတဲ့ဟာတခုတော့တက်ချင်တယ်ဒါဆိုရင် override နဲ့သွားမယ် override ကလေးက primary unit unit တော့မချိန်တော့ဘူးနော် unit တော့မချိန်တော့ဘူး fit မှာနည်းနည်းလေး size ကြည့်ခဲ့မယ် size အဲ55 55လောက်ထားခဲ့လိုက်မယ်နော်55လောက်ထားမယ်ပြီးတော့မဟုတ် color လေးနည်းနည်းချိန်ခဲ့လိုက်မယ် line style မျိုးအနည်းအောင်ထားတော့ ခရင်ထားခဲ့မယ် cream ထားတော့ share လုပ်ထားခဲ့မယ် okay close ပြီးတော့မှဒီ dimension တက်ဖို့တော့ဒါအကုန်လုံးက linear ကြီးကြီးပဲเนาะ angular လေးတစ်ခုပဲရှိရဲအဲ့တော့ linear ကြီးကြီးပဲဆိုတော့ linear common ယူမယ်ပြီးရင်ဒီကနေဒီထည့်อ่ะ oh ဒါရ size တော်တော်ကြီးသွားတယ်เนาะဒါဆိုရင်ပြန်ပြင်အောင်မှ t and override တဲ့ဟာ ฟิตมา15မဟုတ်1.5ထားမှာပွင့်ကြံရဲ့ဟမ်အဲ့တော့ဒီ comment ကြီးကတော့ပြန်ပြလိုက်တော့မယ်ပြီးတော့မှ dimension က linear ကိုယူမယ် dm point ရနေ dm point a ပြီးရင် under tag က linear ပဲဖြစ်တဲ့အတွက်ဒီကနေ d 3 under ဒီကနေ sorry under dimension နေနေရာပြန်ယူမယ်ဒီကနေ detail တွေက1.4နောက်ပြီးတော့ under detail ကနေဒီနာရီက3.3နောက်ပြီးတော့ဒီစာနေဒီတရား1.2နောက်ပြီးဒီကနေဒီတရား0.8 ။နောက်ပြီးတော့ဒီထိပ်အောင်မှာတိုင်းတော့ဒီဘောဟာကဒီဒီဘက်ကဟာကိုပြောရမှာ error dimension ဒီကနေဒီထိပ်က point A နောက်တစ်ခုကမှာဒီအောက်ကဟာနေရတာလေးရတယ် point A နောက်ပြီးတော့အတန်တည်းလက်တရားကြအောင်မယ်ဒီကနေဒီထိပ်က3 လိုပဲဒီအစအနေအဆုံးက7.2နောက်ပြီးတော့ဒီညရဲ့အကျယ်လေးက2.4ပြီးတော့ညလေးရဲ့ဝက်က1အဲ့ပါကြံသေးလဲဆိုလီနီယာကုန်သွားပြီလီနီယာထိုးပြီးသွားပြီအန်ဂူလာအန်ဂူလာ ဟုတ်လားတရားနေဒီဒီတောင်းကျင်နှစ်ခုပေါ့နော်အဲတောင်းကျင်လို့ရှင်ဒီဘက်ပြမယ်ကိုယ်ကတောင်းကျင်လို့ရှင်နဲ့ဒီဘက်ကလေးကို mouse လေးရွှေ့ပေးမယ်55ဒီလိုလည်းရရယ်ဒီရအစင်ပြည့်နေမှာကလစ်ချပေးမယ်အဲဒါဆိုရင်တော့ dimension လေးလည်းထိုးပြီးသွားပါပြီအစင်ပြည့်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်